မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မိတိလမြို့နယ်ကမြင်တော်ကန်ကျေးရွာနီးမှာအကြမ်းဖက်စစ်ကောင်စီရဲ့လေရင်တစီဒီကနေ့မနက်ပိုင်းကပဲပြတ်ကျသွားပြီလေရင်ပြတ်ကျတဲ့နေရာကိုစစ်တပ်ကပိတ်ဆို့ထားပြီးတော့တပ်ပုံရိုက်ခွင့်ဖြတ်တန်းခွင့်တောင်မပေးဘဲသတင်းအမှောင်ချထားတယ်ဆိုပါတယ်နိုင်ငံတော်တန်ခါမဟာနာယကဆရာတော်ဖြစ်တဲ့ဝင်းနေမိတ္တရုံဆရာတော်ကိုစစ်တပ်ကပြစ်ခတ်လိုက်လို့ပြန်လည်တော်မူသွားတာကိုစစ်ကောင်စီအထက်ပိုင်းအထိအစကတည်းကသိရှိခဲ့ပေမဲ့ PDF အပေါ်အပြစ်ပုံချတည်င်းထုတ်ပြန်မှုအကြမ်းဖက်မင်းအွန်လိုင်းအပါအဝင်ထိပ်ပိုင်းစစ်ဘုတ်ချုပ်တွေကအမိန်ပေးညွှန်ကြားခဲ့တာဖြစ်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့မိတီလာမြို့နယ်ကမြင်တော်ကန်ချိဝါနီမှာအကြမ်းဖက်စစ်ကောင်စီရဲ့လေရင်ဒစီဒီကနေ့မနက်ပိုင်းကပဲပြတ်ကျသွားပြီးလေရင်ပြတ်ကျတဲ့နေရာကိုစစ်တပ်ကပိတ်ဆို့ထားပြီးတော့တပ်ပုံရိုက်ခွင်းဖြတ်တန်းခွင့်တော့မပေးဘဲတည်င်းအမှောင်ချထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောပါရတယ်။ ဒီကနေ့ဇွန်လ22ရက်နေ့မနက်၈နာရီဝန်းကျင်လောက်ကပဲမေတီလာမြို့နယ်မြင်းတော်ကန်ကျေးရွာအနီးမှာစစ်ကောင်စီရဲ့လေရင်တစည်းပြတ်ကျသွားပြီးတော့အဲ့ဒီလိုလေရင်ပြတ်ကျသွားတာကိုလည်းအနီးနားကျေးရွာတွေကမြင်တွေ့ခဲ့ကြတယ်လို့ဆိုပါတယ်အဲ့ဒီနောက်လေရင်ပြတ်ကျတဲ့နေရာကိုစစ်ကောင်စီတပ်ကချက်ချင်းရောက်လာပြီးပိတ်ဆို့ထားလိုက်တယ်လို့ပြည်သူတွေကိုဖျက်ဆီးသွားလာခွင့်ဓပုံရိုက်ခွင့်တော့မပေးပဲပပလည်မှာစစ်သားတွေအပြစ်ပိတ်ဆို့ထားပြီးတော့တဲ့ဒင်းကိုအမှောင်ချထားတယ်လို့လည်းဒေသခံပြည်သူတို့ကပြောထားပါတယ်ရန်ကုန်ခေတ်အနေနဲ့ အခုလို့ဒီကနေ့မနက်ပိုင်းကမိထီလာမြို့နယ်မြင်တော်ကန်ဂျိတ်ရွာနီးပြက်ကျသွားတဲ့စစ်ကောင်စီရဲ့လေရင်အမျိုးစားနဲ့ပတ်သက်ပြီးတော့လဲဆက်လက်စုံစမ်းနေပါတယ်ခင်ဗျတဖက်မှာတော့နိုင်ငံတော်တန်ခါမဟာနိုင်ကဆရာတော်ဖြစ်တဲ့ဝင်းနေမိတယုံဆရာတော်ဗရဏမုဏိတာပြီးဝင်တာကိုစစ်တပ်ကပြစ်ခတ်လိုက်လို့ပြန်လည်တော်မူသွားတာကိုစစ်ကောင်စီအထက်ပိုင်းအထိအစာကတည်းကသိရှိခဲ့ပေမဲ့ PDF အပေါ်အပြစ်ပုံချသတင်းထုတ်ပြန်ဖို့အကြမ်းဖက်မင်းအွန်လိုင်းပါဝင်ထိပ်ပိုင်းစစ်ဘုတ်ချုပ်တွေကအမိန်ပေးညွှန်ကြားခဲ့တာဖြစ်တယ်လို့ နေပြည်တော်စစ်ပတ်တည်င်းအရေးမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဇွန်လ19ရက်နေ့ကပဲနိုင်ငံတော်တန်ခါမဟာနိုင်ကဆရာတော်ဖြစ်တဲ့ဝင်းနေမိတာယုံဆရာတော်ဗဒနာမုဏိတာဘိဝန္တကိုပြန်လည်တော်မူတဲ့အသည့်စစ်တပ်ကပြတ်တက်လိုက်တာကိုစစ်ကောင်စီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေစီဆရာဖထွေအုပ်ရဲတပ်ဖွဲ့နဲ့တာသနာရေးဝင်ကြီးဌာနကပါကနဦးလျှို့ဝှက်အစီရင်ခံစာတွေပေးပို့ခဲ့ကြတယ်ဆိုပါတယ်။အဲ့ဒီအထွတ်အကြမ်းဖက်စစ်ကောင်ဆောင်မင်းအွန်လိုင်းအပါဝင်စစ်ကောင်စီထိပ်ပိုင်းဗိုလ်ချုပ်တွေအားလုံးကဒီဖြစ်စဉ်ကိုအစကတည်းကတီးခဲ့ကြပြီး အဲ့ဒီလိုဆရာတော်ကြီးပြန်တော်မူတာကို PDF ကပြစ်ခတ်တယ်ဆိုပြီးတော့အပြစ်ပုံချဖို့ကိုပါမင်းအွန်လိုင်းအပါဝင်ထိပ်ပိုင်းဗိုလ်ချုပ်တွေကိုတိုင်အမိန်ပေးညွှန်ကြားခဲ့တာဖြစ်တယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ်အဲ့ဒီလိုတွေစစ်ကောင်စီကသတင်းကိုလိမ်လည်ထုတ်ပြန်ပြီးတဲ့နောက်မှာပဲဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ကံကံရှင်ကံ30ဆရာတော်ကဖြစ်စဉ်အမှန်ကိုဖော်ထုတ်လိုက်တဲ့အတွက်စစ်ကောင်စီဘက်ကညင်းလို့မရတော့ပဲအလိန်ပေါ်သွားပြီးတော့အကြံဖက်ဇော်မင်းထွန်းကပါ မနေ့ကညပိုင်းမှာသူတို့စစ်တပ်ကလုံခြုံရေးအရာပစ်လိုက်တယ်ဆိုပြီးဝန်ခံလိုက်ရတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့ကချင်ပြည်နယ်ကဖက်ကန်နဲ့မိုးညင်းမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်း၅ခုကို KIP ရဲ့မာမိတ်ပူပေါင်းတပ်တွေကဒီကနေ့မနေ့ပိုင်းကစပြီးတပြိုင်တည်းဝင်ရောက်တိုက်ခိုက်နေပြီလို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီကနေ့ဇွန်လ22ရက်နေ့မနေ့အစောပိုင်းကစပြီးကချင်ပြည်နယ်ဖက်ကန်မြို့နယ်နဲ့မိုးညင်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ဝေလုံးညောင်ပင်6ဝတက်စကန်တွေအပါဝင်စစ်တပ်စကန်ပေါင်း9ခုကို KIP တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတပြိုင်တည်းဝင်တိုက်နေပြီဆိုပါတယ်အဲ့ဒီလိုတိုက်ပွဲတွေအတွေ့အကြမ်းဖက်စစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူပါသုံးပြီးတော့အဘဲအတန်ခုခံနေတယ်လို့တော်လန်ရေးတပ်တွေကလည်းအပြင်းထန်ကိုထုတ်ဆစ်စင်တိုက်ခိုက်နေပြီတိုက်ပွဲကတော်တော်ကိုပြင်းထန်နေတယ်လို့လည်း KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာတော့ မုဒလင်မြို့နယ်ကအင်တဲဂျေးရွာအနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်တွေအကြတိုက်ပွဲဖြစ်ပွားမှုအတွင်းစစ်ကောင်စီတပ်သား၉ဦးအသေးသေးသေကုန်ကြပြီးတဲ့နော်စစ်တပ်ကပြည်သူ၅ဦးကိုလူသားတိုင်းအဖြစ်ဖမ်းဆီးသွားတယ်လို့ဒေသခံတော်လန်ရေးတပ်တွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဇွန်လ21ရက်နေ့ဖြစ်တဲ့မနေ့ကပဲမုဒလင်မြို့နယ်ကအင်တဲဂျေးရွာအနီးရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကကြပြတ်တိုက်ခိုက်ချင်းမို့ရမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲအတွင်း အကြံဖတ်စစ်ကောင်စီတပ်သား၉ဦးကတော့ပြစ်ခတ်မှုတွေအတွင်မှာပဲအသီးသီးသေကုန်ကြပြီးတဲ့နောက်အထိတ်နာသွားတဲ့စစ်ကောင်စီတပ်သားတွေဟာဘာမှမဆိုင်တဲ့အယက်သားပြည်သူ၅ဦးကိုလူသားတိုင်းအဖြစ်ဖမ်းဆီးသွားတယ်လို့လဲဒေသခံတော်လှန်ရေးတပ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့မြန်မာတိုင်းငံလုံးကစံစည်းကွက်မှာစံစည်းနှုံတွေကိုလုံးလုံးကစားနိုင်တယ်လို့ယူဆထားတဲ့လက်ကြီးကုံတဲ့တွေနဲ့စံဆက်တွေကိုစစ်ကောင်စီကစီမံချက်နဲ့ဖမ်းဆီးနေတယ်လို့စစ်ကောင်စီပြည်ဒေသရင်းသတင်းအရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် ဇွန်လ21ရက်နေ့ကစပြီးစစ်ကောင်စီကပြည်내နဲ့တိုင်းအားလုံးကိုခေါ်ပြီးတော့စံစည်းနှုန်းကစားနိုင်တယ်လို့သူတို့ယူဆထားတဲ့လက်ကြီးကုံတွေတွေနဲ့စံဆက်တွေကိုစံစည်းနှုန်းတတ်မှတ်မှုတွေစံအယောင်းဝယ်အဝင်အထွက်တွေစံတူလောင်မှုနဲ့စပားတူလောင်မှုအခြေအနေတွေကိုစစ်ဆေးပြီးတော့သူတို့တတ်မှတ်ချက်နဲ့မကန့်ညီးတဲ့သူတွေကိုဖမ်းဆီးဓာတ်တွေလုပ်နေတာဖြစ်တယ်လို့စစ်ကောင်စီ PDA ရဲ့သတင်းရှင်းမြစ်ကပြောထားပါတယ်အဲ့ဒီလိုစံကုံတွေတွေစံဆက်ပိုင်ရှင်တွေကိုခေါ်ယူစစ်ဆေးမှုတွေလုပ်နေတာဟာ အချက်ပစကောင်စီရဲ့စားသုံးလုံးစစ်တပ်ထွေအုပ်စီးပွားကူတန်းစားသုံးသူရဲရဦးစီးဌာနတို့ကအတိတ်ကကင်တွယ်ပြီးလုံနေကြတာဖြစ်တယ်လို့လည်းသိရပါတယ်။လက်တလုံးမှာတော့နောက်ထပ်ဘကိုးတိုင်းပေါန့်တယ်မြို့နယ်ကပြည်စုံအောင်ဆန်ဆက်ပိုင်ရှင်လည်းဖြစ်ဘကိုးတိုင်းဆန်စပါအသင်းရဲ့အတွင်ရေးမှုလည်းဖြစ်တဲ့သူဥထင်ဇော်လှိုင်နဲ့ပြည်မြို့ကစံကုံတဲ့ကိုဇော်ထပ်ပိုင်ဆိုသူတို့ကိုလည်းစစ်တပ်ကမေးမြန်းစရာရှိတယ်ဆိုပြီးလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်ခင်ဗျ။တဆက်ထဲမှာပဲအကျန်းဖတ်စစ်ကောင်စီက ပြည်တွင်းမှာဆန်ဈေးနှုန်းတွေကိုသတ်မှတ်ထုတ်ပြန်လိုက်ပြီးသူတို့သတ်မှတ်တဲ့ဈေးထက်ပိုရောင်းရင်ဖန်စီအရေးယူမယ်ဆိုပြီးတော့ပါချိန်ချောက်လိုက်တယ်လို့သိရပါတယ်။ဇွန်လ21ရက်နေ့ကပဲအချမ်းဖက်စကောင်စီကစံကုန်တွေဆန်ဆက်လုပ်ငန်းရှင်တွေကိုအရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီးတဲ့နောက်ဇွန်လ22ရက်နေ့မှာတော့စံကုန်တွေဆန်ဆက်တွေကိုဖန်စီအရေးယူတာတွေဆန်ဆက်တွေစံကိုတောင်တွေနဲ့ပွဲယုံတွေကိုပါချိတ်ပိတ်တာတွေလုတ်သွားတယ်လို့ဆန်ဆက်လုပ်ငန်းရှင်တွေကပြောထားပါတယ်။အဲဒီနောက်မှာပဲ အချမ်းဖတ်စကောင်စီကစံစည်းနှုံးကိုပါသတ်မှတ်ထုတ်ပြန်လိုက်ပြီးအနိုင်ဆုံးစံကျန်းစည်းနှုံးကို24ပြည်တအိတ်ငွေကျပ်9000ကနေစတင်သတ်မှတ်လိုက်သလိုအမြင့်ဆုံးရွှေဘိုပေါ်စံမွေးတအိတ်ကိုငွေကျပ်34500ကျပ်သတ်မှတ်ထားတယ်လို့သိရပါတယ်။အဲဒီလိုစကောင်စီကသတ်မှတ်ထားတဲ့စံစည်းနှုံးအတိုင်းစံတွေကိုရောင်းချဖို့မြန်မာနိုင်ငံစံစဘာအတင်းချုပ်ကတဆင့်စကောင်စီကထုတ်ပြန်ထားပြီးသူတို့သတ်မှတ်တဲ့ဈေးနှုန်းထက်ပိုရောင်းရင်တော့ဖန်စီအရေးယူမဲ့ဆိုပြီးတော့ပါချိန်ချောက်ထားတယ်လို့လည်းသိရပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ